ါတီရဲ့စီယုံရေးအနေနဲ့ဆိုတာတဲ့ကျွန်တော်ကကြတော့သူ့ဟာသူပုံမှန်အတိုင်းပဲသွားနေတယ်လုပ်ငန်းရှိတယ်ဗျာအခုဒီဥစ္စာကကျွန်တော်ဟိုရွေးကောက်ပွဲနီးလို့ပို့လုတ်တယ်ဆိုတာလည်းမရှိဘူးရှော့လုတ်တယ်ဆိုတာလည်းမရှိဘူးကျွန်တော်တို့ကကုညီလန်းစင်ကပုံမှန်အတိုင်းပဲသွားနေတာသူတို့ရဲ့ဥစ္စာတွေအလို့ကန်ရရှိရေးတွေနောက်ပြီးစာဝန်တွေဖန်တီးရေးတွေနောက်ပြီးတော့အိမ်ယာတွေပေါ့ဗျာအခုလက်ရှိခက်ခဲနေတာဘာတွေခက်ခဲနေလဲဆိုတော့ ဟိုစာဝတ်နေရေးတဲ့အိမ်ရသူ့ကြောတခင်းစာတွေတော်တော်ခက်ခဲနေကြတယ်ဗျအဆောင်တဆောင်ငှားဖို့တောင်မှလေနေစုံနေဖျားဒီမှာကြောတခင်းစာလေးတောင်မှတလောက်သိမ့်ချီပြီးပေးနေရတယ်ဗျအိမ်ရတွေဖန်တီးပေးရမယ်ဗျအဲအဲ့ဒါမျိုးတွေပေါ့အဲ့ဒါတွေကိုလိုက်ပြီးဖြည့်ရှင်းပေးနေရတာပေါ့ဗျာပါတီလုပ်ပြီးဆိုတဲ့ရတော့ဗျာရွေးကောက်ပွဲရတော့သူကမဖြစ်မနေရင်ဆိုင်ရမယ့်ရာတစ်ခုပဲဟိုကျွန်တော်တို့ကဒီခွေလေးတစ်ခွေမှာရွေးကောက်ပွဲဆိုတာကြုံရမှာပဲ ဲ့ဒီကြုံရမယ်ဆိုတာကျွန်တော်တို့ကဖြတ်တဲ့အောင်ဖြတ်ကိုဖြတ်ရမှာကိစ္စပဲပါတီနိုင်ငံရေးစလုပ်ပြီးဆိုတဲ့ဟာလေအဲအဲ့ဒါမျိုးဖြတ်ရမယ်ပါတီနိုင်ငံရေးနဲ့တခါတည်းပါလာမယ်အဲ့ဒီလူမှုရေးစီးပွားရေးအခက်အခဲတွေကိုတခါတည်းဝိုင်းဝန်းဖြေရှင်းပြီးတော့ကျွန်တော်တို့ပါတီရဲ့အဓိကရည်ရွယ်ချက်ကလည်းအဓိကကျွန်တော်တို့လူငယ်တွေရဲ့လူငယ်တွေကိုပညာပေးရမယ်စင်ရဲသားတွေကိုကူညီရမယ်မိခင်နဲ့ကလေးစောင့်ရှောက်ရေးတွေကိုပြည့်ကျဲပြည့်မြတ်သွားရမယ် အဲ့ဒီရည်ရွယ်ချက်နဲ့ပဲကျွန်တော်တို့ညီအကိုတွေပေါင်းပြီးစုပြီးလှုပ်လာခဲ့တာပါဟိုရွေးကောက်ပွဲဆိုတာကလည်းရှိမှလှုပ်တာမဟုတ်ဘူးရွေးကောက်ပွဲနီးမှလည်းပေါ်ပင်လှုပ်လာတာမဟုတ်ဘူးကျွန်တော်တို့ပါတီစထောင်တွေကလည်းလှုပ်လာတယ်ရွေးကောက်ပွဲမှာလည်းအောင်းအောင်းမအောင်းအဲ့ဒီလမ်းစဉ်အတိုင်းပဲသွားပြီးလှုပ်နေတာကျွန်တော်တို့အတွက်ရွေးကောက်ပွဲဆိုတာဥပမာဒီတရားလေးကိုဖျက်လိုက်တယ်ဒါပဲဒီအစိတ်မျိုးပဲရှိတယ်အဓိကတော့ရခိုင်ပြည်သူပြည်သားတွေဒီကနေပြီးစစ်ပေးရှောင်တွေကဟိုမှာပြန်ပြီးအသားကြဖို့ကအဓိကပဲပြည်သူတွေကကြွေးကျွန်မတို့ရွေးချယ်လို့လွတ်တော်တွေကိုရောက်ခဲ့မယ်ဆိုရင်တော့ ဒီသူတွေကိုဒီထက်ပို့ပြီးတော့အကျိုးပြုသွားမယ်လို့ကတိပေးပါတယ်။ကျွန်မလက်ရှိမှာလည်းတတ်နိုင်သေး၍အဲကျွန်မပုပ္ပသီတိမျိုးနယ်ကိုရောက်ရှိခဲ့ရပေါ့အဲကျွန်မပုပ္ပသီတိမျိုးနယ်ကိုရောက်ရှိတာအခုဆိုရင်9နှစ်ရှိပါပြီဒီ9နှစ်လုံးလုံးတတ်နိုင်သေးဖက်ဖက်ကနေပြည်သူတွေကိုကူညီခဲ့ပါတယ်လက်ရှိလည်းကူညီပါတယ်နောက်လည်းကူညီသွားပါမယ်အမြဲတမ်းလည်းကူညီသွားပါမယ်လို့ကတိပေးပါတယ်သူတို့ရှိကနေရပ်တည်ပြီးတော့မမမမရပ်တည်ပြီးတော့ဥပဒေရဲ့ရပိုင်ခွင့်အခွင့်အရေးတွေပေါ့ပြည်သူတွေကအရန်ဥပဒေနားမလည်တဲ့အခါကျတော့နည်းနည်း ်လက်ကြောက်တယ်အဲအဲ့တော့ဥပင်နဲ့အညီဒီသူတွေရှေ့ရနေမမမမခေါင်းဆောင်ကောင်းပိတဆိုတာနဲ့ရက်တီသွားပါမယ်လို့ဂရိပေးပါတယ်အဲပြည်သူတွေလည်းတကယ်တော့ဟိုမဲထဲဖို့ဆိုတာဟိုအပြည်သူတွေအတွက်အခွင့်အရေးတရဖြစ်ပါတယ်လူတိုင်းအတွက်ပေါ့နော်မဲထဲသင်းတယ်လူတိုင်းလူရဲဖြစ်လာလို့ရှင်ကိုယ်ပိုင်အခွင့်အရေးကိုယ့်ရဲ့ရွေးချယ်ကိုင်းဝင်ကိုလူတိုင်းရရှိတင်ပါတယ်။ကိုမဲထဲတာကို ဟိုမဲဘ누구ထည့်လိုက်တယ်ဆိုတာကိုလည်းပြုတ်ဝက်မဲပေးခန်းထဲမှာဘ누구မှမသိပါဘူးအဲ့တော့ကိုယ့်ရင်ထဲမှာရှိတဲ့ဆန္ဒအတိုင်းမဲထည့်စေချင်ပါတယ်နော်သူတို့ရင်ထဲမှာတကယ်ဖြစ်ပြနေတဲ့ဆန္ဒအတိုင်းတကယ်ဖြစ်ရှင်တဲ့ဆန္ဒအတိုင်းခေါင်းဆောင်ခေါင်းတွေကိုရွေးချယ်စေချင်ပါတယ်သူတို့ရွေးသူတို့ဒါပြည်သူတွေကအိမ်ကနေထွက်ပလာပြီးတော့မဲမပေးကြဘူးဆိုလို့ရှိရင်သူတို့လိုချင်တဲ့အခွင့်အရေးတွေဆုံးရှုံးတော့မှဖြစ်တယ်။ကိုယ်အခွင့်အရေးကိုကိုယ့်ဟာကိုရရှိချင်ပါတယ်။အဲ့ဒီအတွက်ကိုမဲလာရောက်ဖက်ဆီချင်ပါတယ်။